ကိုကိုကိုနည်းနည်းမိုးတော့အလင်းလို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တန်တာမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလဲเนาะသူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထဲမှာအလွန်မွန်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့ဒီလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေပဲနဲ့ဆောင်းလျှောက်ကြပါစေ နတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှာလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှင်းလို့ရှင်သတင်းပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲဩနတ်တွေကိုလည်းပဲ ကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုနာလုပ်ပြီမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ညတယ်ခင်မင်တော့ဆောင်းရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေထိမ့်သိမ်းဆောင်းရှောက်ပေးလိုက်တယ်ပေါ့ဒါမျိုးဆိုလို့လားနော် ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်းစစ်မင်းကျန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတော့တငါလေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပုတ်ပေးတယ်ဟာအဲ့ဒါဟာနတ်ကကူညီတာတဲ့ တကယ်နတ်ကတန်ငါလေးအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာကိရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကုညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကုညီမှုတွေရှိတယ်အဲ့တော့ကုညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးတော့ပြေးမှလည်း နတ်မြင်သူကကြောက်ဘူးမထင်လဲကြောက်ပြီးပြေးပါပဲအဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လန့်မှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောင်ပဲဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးတဲ့မဲ့ရက်ပြီးတော့ကားဆောင်နေတယ်ဘတ်စကားကမလာနိုင်ဘူးသွားချင်နေတယ် သို့သောအနန္တအဖြတ်သွားတဲ့ကာထစီကလူကြုံလို့တင်သွားတယ်ဆိုတာတော့မကြုံတတ်ဘူးလားအေးနတ်ကမရတယ်ဆိုတာတခါတည်းရန်အဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားရှင်တဲ့ကိစ္စတခုကိုလို့ရှင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူရူနဲ့ကုညီပဲလူနဲ့တိတိဖြစ်စေမတိတိဖြစ်စေကိုယ်ကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့လိုဆိုလိုတာနော် ဲ့ဒါကြောင့်မလို့ရခန္တုသဗ္ဗဒေဝတာနတ်တွေကစောင့်ရှောက်ပါစေ၊ကူညီပါစေ။သဗ္ဗဗုဒ္ဓလူပါဝေနသရာတုခိပွန်တုတေ။ဖះကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်။ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါကြောင့်မို့ဖះကိုအာယုံပြုတယ်။ဖះကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ့်ရဲ့နှလုံးထဲမှာဖြစ်လာတယ်။ အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့သဏ္ဍာန်မှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်။ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ။ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်ကုသိုလ်။အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဖះကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ် တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားကြောင့်ချမ်းသာကြပါစေဒီလိုဆိုတာအဲ့တော့အဲ့ဒီလိုဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်တို့ အကြောင်းတရားတွေကိုပြောပြ မလို့ရင်တော့မရဘူးပေါ့နော်ကုသနာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုလုပ်ရဒါကတော့သဘာဝပဲနိဒါကတော့သဘာဝမလို့လို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့